Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့လက်ရှိဒါ2နာရီဝန်းကျင်တော့တွင်မှာပဲ breaking news ဖြစ်ပေါ့နော် David Rostein ဒီ athletic ကနေပြီးတော့ကျွန်တော်တို့ report လုတ်လာတာကျွန်တော်ရှိပါတယ်ဒါကတော့ Manchester United ရဲ့ဘက်ကအမှန်ကန်ခေါ်ဖို့အတွက်ကြိုးပမ်းနေတဲ့ Brandpo ရဲ့တောင်းပန်ကစားမဖြစ်သူ Brian Mbeumo က Manchester United ကိုပြောင်းဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပြီးဖြစ်တယ်ပေါ့နော်ဆိုတော့ United အနေနဲ့ကစားမဖြစ်သူရဲ့ဒါဆုံးဖြတ်ချက်ကိုရအပြီးမှာ ဒီ Brandfo နဲ့ Manchester United ကြားပြောင်းရွှေ့ကြီးကန်ဓာနဲ့ပတ်သက်လို့တရားဝင်ကန့်လန့်မှုတွေပြုလုပ်ဖို့အတွက်ဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော်25နှစ်ရွယ် Brian Mbeumo နဲ့ပတ်သက်လို့စိတ်ဝင်စားတဲ့အသင်းတွေဟာ Manchester United တင်ရှိခဲ့တာမဟုတ်ဖ ೇನೆ Aston Villa တို့ Newcastle တို့ပေါ့နော်စပါးတို့ရဲ့ဘက်ကလည်းအမှန်ကန်စိတ်ဝင်စားခဲ့တာဒါပေမဲ့လို့ Cameron လက်ယူစဉ်ကစားမဖြစ်တဲ့ Brian Mbeumo ကတော့ Manchester United ကိုပြောင်းဖို့ပဲဆုံးဖြတ်ချက်ချလိုက်တာဖြစ်တယ်ဆိုပြီးတော့ ကျွန်တော်ဒီ athletic ကနေပြီးတော့ကျွန်တော်ဖော်ပြလာတယ်သူတိမ David Ostein ကနေပြီးတော့ကျွန်တော်ဒါဒါ inclusive เนาะဒါဒင်းဖြစ်ကျွန်တော် တင်းလာတယ်အများကြီးဝမ်းသာစရာတင်းမှာအများကြီးဝမ်းသာစရာတင်းမှာဆိုတော့ဘယ်လိုပြောမလဲအသင်းအနေနဲ့ပေါ့เนาะမနိုင်ပြောရင်ပြဒီဒီလိုအခြေအနေမျိုးမှာဒီလိုကစားမားတွေရဲ့စိတ်ဝင်ပြောင်းဖို့အတွက်စိတ်ဝင်စားမှုခံနေရသေးတယ်ဆိုတာကအများကြီးကောင်းတဲ့အရာပါကျွန်တော်တို့ Champions League ဝင်ခွင့်လဲကျွန်တော်မရဘူးအရာအလုံးဟာကျွန်တော်တို့အကြပတ်ကိုကျွန်တော်ရောက်နေတဲ့အချိန်မှာ နော်အရာအလုံးအကြပ်ကူရုံရောက်နေတဲ့အချိန်မှာကျွန်တော်တို့ကစားမကောင်းတွေ quality ရှိတဲ့ player တွေကျွန်တော်တို့ခေါ်ဖို့ကြိုးပမ်းဖို့ကအသင်းတွက်အတားဆီးတွေအများကြီးနဲ့ဖြစ်နေခဲ့တာသူတို့ပြင်တခြားအသင်းတွေနဲ့လည်းကျွန်တော်တို့သာရှင်ခေါ်လို့ကျွန်တော်တို့မလွယ်ဘူးအခုဆိုလို့ချင်းကျွန်တော်တို့ကြည့်ပါ Newcastle တို့ကလည်းကျွန်တော်စိတ်ဝင်စားတယ် Aston Villa ကလည်းကျွန်တော်စိတ်ဝင်စားတယ်စပါးကလည်းကျွန်တော်စိတ်ဝင်စားတယ် Newcastle ရဲ့ဘက်က Champions League ဝင်ခွင့်ရတဲ့အသင်း အက်စတွန်ဗီလာဆိုလို့ရှိရင်လည်းချန်ပီယံစ်လိဝင်ခွင့်နဲ့တည်တည်လေးလွဲခဲ့ပြီးမဲ့ဒါယူရိုပါလိလာကွန်ဖရင့်လိလာသူတို့ဝင်ခွင့်ရတဲ့အတင်ပြီးရင်စပါးကလည်းကိုရီကိုဖိုင်နယ်မှာနော်ကျွန်တော်ယူရိုပါလိမှာအနိုင်ယူထားတဲ့အတင်မျိုးအားလုံးဟာဥရောပဝင်ခွင့်ရတဲ့အတင်နေနဲ့ကျွန်တော်တို့ကအမှန်ကန်ရှင်ပြီးတော့ခေါ်ဖို့ကျွန်တော်ကြိုးပမ်းတာဒီနေရာမှာကစားသမားကမန်ချက်စတာယူနိုက်တက်ကိုပြောင်းဖို့ဆုံးဖြတ်ချက်ချလိုက်တယ်ဆိုတော့ အများကြီးကောင်းတဲ့တင်မှာအများကြီးကောင်းတဲ့တင်မှာအခုကကစားမဘက်ကပြောင်းကျင်နေဆိုတော့ OK ဒါကစားမနဲ့ Manchester United ကြားထဲမှာအဆင်ပြေသွားပြီပို့ကိုရေးဆိုင်ရာသဘောတူညီမှုတွေဘာတွေတို့ဒါပြဿနာရှိတော့မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒါ Brentford နဲ့သဘောတူညီမှုရဖို့ကျွန်တော်လိုသေးတယ် Brentford နဲ့ Manchester United ရဲ့ကြားထဲမှာပြောင်းရွှေ့ကြီးတွေဘာတွေသဘောတူညီမှုကျွန်တော်ရဖို့လိုသေးတယ် အကယ်လို့ကျွန်တော်တို့လိုချင်တဲ့ဈေးထက်ပူပြီးတော့တခြားကလပ်အသင်းတွေရဲ့ဘက်ကပေးနိုင်နေသလိုရှင်တော့ Brentford ကတော့ရှင်းနေပေါ့ဗျာသူတို့အတွက်ဒါပြောင်းရွှေ့ခြင်းများများရမယ့်အသင်းကိုပဲသူတို့လက်လွတ်မှာပေါ့ဒါပေမဲ့ကစားမားက United ကိုပြောင်းဖို့ဆုံးဖြတ်ပြီးပြီဆိုတော့ကိုရီဟာမဖြစ်မနေဆိုသလို Brentford နဲ့သဘောတူညီမှုရဖို့ကျွန်တော်ကြိုးပမ်းတော့မှာเนาะဆိုတော့အသင်းအနေနဲ့ကစားမားကိုစိတ်ပြတ်အောင်ကျွန်တော်မလုပ်သင့်ဘူးเนาะပရိသတ်တွေကိုစိတ်ပြတ်အောင်လည်းကျွန်တော်မလုပ်သင့်ဘူးဘာလို့လဲဆိုတော့ဒီနေရာမှာ အဲကစားမအနေနဲ့အသင်းရဲ့ project တွေကိုလက်ခံတဲ့သဘောကူကကျွန်တော်တို့အပေါင်းလက္ခဏာဆောင်းနေတာเนาะ LMD Lab ကအသင်းကိုပြောင်းမှုညင်းသွားအပြီးမှာကျွန်တော် Brand Pho ရဲ့ Brian Ambuemo လို့တကယ် proven player လို့ပြောလို့ရတယ်ဗျ Premier League မှာဆိုလို့ရှိရင်ဟုတ်တယ်မလားအတိုင်းအတာတစ်ခုဒီကျွန်တော်တို့တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ရှိရင်ဒါအားဖြည့်မှုအတွက်အချိန်ကြီးကောင်းနေတိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ရှိရင်တကယ်သွင်းကိုးတွေဖန်တီးမှုတွေနဲ့စွမ်းဆောင်ရေကောင်းပြသထားတဲ့ကစားမားတွေဆိုတော့အသင်းအနေနဲ့ လက်ရှိနီးပြရူဝင်အမိုရင်သွားကျင်ပါတယ်ဆိုတဲ့ Nero Nebatan မှာလည်းအများကြီးအံဝင်ခွင့်ချဖြစ်တဲ့ကစားသမားဒါကြောင့်ဒီအပြောင်းအရွှေ့ကအသင်းအတွက်အများကြီးအတိတ်ပဲရှိတယ်သို့တော်လည်းပဲဒါကပေါ့နော်ကစားသမားနဲ့ပဲကျွန်တော်ရှိသေးတာကစားသမားနဲ့ပဲကျွန်တော်ရှိသေးတာပေါ့နော်ကျွန်တော်တို့ဒီအသင်းနှစ်သင်းကြားထဲမှာသဘောတူညီမှုရဖို့ကျွန်တော်ကြိုးပမ်းရအောင်ပါသို့တော်လည်းပဲညီကလို့တည်တဲ့အတိုင်းပဲပြောင်းရွှေ့ကြီးကပေါင်တန်း90ဆိုတော့နော်ပြောင်းရွှေ့ကြီးကပေါင်တန်း90ဆိုတော့အသင်းအတွက်တော့ အိုက်တန်း90ရအောင်ကျွန်တော်တို့ဒါကျူပန်းတော့မှာပေါ့လေဒီခုတော့ရှိတယ်ပေါင်တန်း90ဆိုတာကကျွန်တော်ဘရန်ဖူဘက်ကနေပြီးတော့လူချင်းတဲ့ဈေးမျိုးအတင်းဘက်ကဒါပေးရနိုင်တဲ့ဈေးမျိုးပေါ့ဘရန်ဖူကတိတိပို့ပြီးတော့တောင်းမှလာရှော့ပြီးတော့ကျွန်တော်သဘောတူညီမှုရအောင်အတင်းဘက်ကရောညှိနှိုင်းနိုင်မှလာဒါရီရဲကျွန်တော်စောင့်ကြည့်ရမယ်ဒါမှမဟုတ်အံပွဲမှုဟာအတင်းအတွက်အများကြီးတိုက်စစ်ပိုင်းမှာအကူအညီဖြစ်လာမယ့်ပလေယာမျိုးဗျာဆိုတော့ပရီးမီးယားလိပြီးခဲ့တဲ့ရာသီမှာ38ပွဲလုံးသူဘရန်ဖူအတွက်ကစားရတဲ့ဘရိုင်ယန်အံပွဲမှုက ရီးမီးယားနေတော့38ပွဲထိသူကစားထားတယ်။ဂိုး20သွင်းထားတယ်။ဖန်တီမှု9ကြိမ်ပြုတ်လုထားတယ်။ဆိုတော့ဒါဟာကျွန်တော်တို့ရဲ့ဂိုး30နိဗာဂိုး30နိဗာပါဝင်ပတ်သက်မှုပြတော်တော်ကိုများတဲ့အခြေအနေမျိုးပါ။เนาะဆိုတော့ brand four ရဲ့အရေးအကြီးဆုံး player တွေကတယောက်နေကျွန်တော်ပြောလို့ရတယ်။အဲ့ဒီရှေ့မှာတော့2023 2024ရာသီမှာတော့သူ25ပွဲပဲကစားခွင့်ရတယ်။ကိုကိုသွင်းပြီးတော့6ဂိုးဖန်တီးထားတယ်။အဲ့ဒီရဲ့ရှေ့22 23ရာသီမှာလည်း38ပွဲတိတူကစားထားတယ်။ ဒါပေမဲ့လို့3-9ပဲတွင်ပြီးတော့8-9ဖန်တီးပေးထားတယ်ဒါပေမဲ့လို့လက်ရှိနောက်ဆုံးရာသီဟာသူ့ရဲ့အကောင်းဆုံးလို့ကျွန်တော်ပြောရမယ်အခုလက်ရှိပြီးသွားတဲ့ရာသီက38ပွဲမှာကျွန်တော်29ခုထိပါဝင်ပတ်သက်မှုရှိတယ်ဗောနော brand blue လို့အချင်းဒီမျိုးမှာဒါအများကြီးကောင်းတဲ့အနေထားပါကစားမဖြစ်သူကလက်ရှိမှာ25နှစ်เนาะအသက်ကကျွန်တော်တို့က25နှစ်ပဲကျွန်တော်ရှိသေးတာဒီ2026ခုနှစ်ထိတက်တန်းရှိနေတာ brand blue နဲ့ brand blue နဲ့ကတော့တက်တန်းကအဲ့လောက်မကျန်တော့ဘူး 2026ခုနှစ်ဇွန်လ30ဆိုတော့တရာဒီပဲကျွန်တော်ကျန်တော့တာအပြောင်းရွှေ့ကနော်ဒီစာချုပ်တရံကုံမိုးကဘရန်ဖိုနေဆိုတော့တရာဒီပဲကျွန်တော်ကျန်တော့တယ်အဲ့လိုတရာဒီပဲကျန်တော့တဲ့ကစားမကိုကျွန်တော်ခေါ်တဲ့နေရာမှာတန်း90ထိတော့ကျွန်တော်နေနဲ့ပေးလို့တော့မဖြစ်ဘူးအတင်းဘက်ကကိုအတင်းမှာတရာဒီလောက်ပဲကျန်တော့တဲ့ကစားမဆိုလို့ရှိရင်ဈေးကြီးအများကြီးပြီးအမောကိုအတင်းကနေပြီးတော့ပေါ့နော်လက်လွတ်မဲ့ကစားမကအတင်းနဲ့စာချုပ်တရံတရာဒီလောက်ပဲကျန်တော့တယ်ဆိုလို့ရှိရင်ဈေးကအနည်းနည်းနဲ့ကျွန်တော်လက်လွတ်ရတာအမြဲတမ်း ဒါပေမဲ့ကိုအသင်းကနေခေါ်မယ်ဆိုလို့ရှိရင်စာချုပ်တက်တန်တစ်နှစ်ပဲကျန်တော့လေအများကြီးပြရတာဥပမာမေဆန်မောင့်ပေါ့ Chelsea နဲ့စာချုပ်တက်တန်တစ်နှစ်ပဲကျွန်တော်ကျန်တော့တယ်ဒါပေမဲ့လို့ကျွန်တော်ပြီးခဲ့ရတဲ့ဈေးကတန်း90ကျော်တယ်အခုလည်းပဲကျွန်တော် Brian Antwoord ဒီစာချုပ်တက်တန်တစ်နှစ်ပဲကျွန်တော်ကျန်တော့တာဒါပေမဲ့လို့ကစားမဖြစ်သူကိုပေါင်တန်း90လောက်ဒီကျွန်တော်ကုန်ကြဖို့ရှိနေတယ် လက်ရှိဈေးကွက်တန်ကြီးအရတော့အံပွဲမှုဟာ55တန်ယူရို55တန်ရှိနေတယ်ပေါ့နော်ဒါဟာအများကြီးတိုးတက်လာတာပါကစားမက performance ကတော့ကျွန်တော်ပြောစရာမလိုဘူးဗျာတကယ်လည်းပဲကောင်းနေမှာ center forward စစ်စစ်ဖြစ်လေသူကစားတဲ့ပွဲစဉ်တချို့ကျွန်တော်ရှိတယ်အများအားဖြင့်ကတော့ right wing မှာပဲသူအများအားဖြင့်ကစားတာနော်ဆိုတော့အာမတ်က wing back ကိုသွားပြီးတော့ Brian အံပွဲမှုကိုကျွန်တော်တို့က right wing နောက် right number 10တို့မှာအမြဲတမ်းတွေ့ရမယ့်အခြေအနေမျိုးပါဒီအတွက်ကြောင့်လည်းပဲကျွန်တော်တို့ဟာဒီကစားမဖြစ်သူကိုကျွန်တော်ခေါ်တာဒါကြောင့်ဘောနော်ဘလိုပဲဖြစ်ဖြစ် ဒီကစားမဖြစ်သူအနေနဲ့ဒါသူကအရင်တော့ကနိုင်ငံဘက်ကိုကြည့်ရတော့သူကအရင်တော့ကဒီပြင်သစ်ပြင်သစ်မှာဗောနောပြင်သစ်ဒီ United တို့မှာသူကစားဘူးတယ်9ပွဲလောက်เนาะပြင်သစ် United ပြင်သစ် United ပြင်သစ် U19 တွေမှာသူကစားရတယ်နောက်ပိုင်းကျတော့သူ Cameroon လေရွေးစဉ်ကိုသူ switch လုပ်လိုက်တာဗောနောဆိုတော့ Championship မှာလည်းသူကစားရတယ် League League 2တို့ဗောနော EFL Cup တွေပြီး Championship တွေသူအများကြီးသူကစားဘူးတယ် League 1တို့ဘာလဲမှာသူကစားဘူးတယ်ဆိုတော့ပြင်သစ်နဲ့ England Premier League မှာကျင်လည်လာတဲ့ကစားမလို့ကျွန်တော်ပြောရမှာဗောလေ အတွေ့အကြုံရလဲပရီးမီးယားလိပ်မှာကျွန်တော်နေတဲ့လုံးဝပြောစရာမလိုဘောနော်ကျွန်တော်သိတဲ့အတိုင်းပဲဆိုတော့အသင်းဘက်ကကစားမဖြစ်သူရဲ့အပြောင်းရွှေ့ကိုအမှန်ကန်ခေါ်နိုင်မှုပဲကျွန်တော်ကျင်တော့တာเนาะအမှန်ကန်ခေါ်နိုင်မှုပဲကျွန်တော်ကျင်တော့တာအများကြီးအရေးကြီးပါတယ်ဒီအပြောင်းရွှေ့ဖြစ်ဖို့ကနီးပြဖြစ်တဲ့ရူဘင်အမ်မိုရင်ရဲ့ Nero number 10ရို့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ဒါကုညာရှိမယ်ပြီးလို့ရှိရင်ကျွန်တော် Brian Ambwe မျိုးကျွန်တော်တို့ရှိမယ်ပြီးလို့ရှိရင်တိုက်စီမှုစစ်စစ်တယောက်ကလည်းထက်ရောက်အောင်မယ်ကွင်းလယ်မှာလည်းကျွန်တော်တို့ ဟိုဗာလေ defensive number 6ကောင်းကောင်းတယောက်လောက်ရောက်မယ်ဆိုလို့ရှိရင် number 10ရို့မှာရွေးချယ်စရာညားသွားပြီ number 10ရို့မှာ bruno ရှိမယ်အကယ်လို့သူမထွက်ဘူးဆိုရင်ဘာလို့ bruno ရှိမယ် mason မောင်းကျွန်တော်တို့ရှိမယ်ပြောရှင်ရင်ကွန်ညာရှိမယ် brian ambwe မရှိမယ်လိုအပ်ရင်ကျွန်တော်တို့အနေနဲ့အာမတ်ပါကစားလို့ရတယ်ဗျာဆိုတော့ဒါဟာအဲ့ quality ကိုကျွန်တော်ကြည့်လိုက်ရင်တော်တော်ကြီးကိုအချင်းကြီးကောင်းနေပြီဒါအပြင်လာမယ့်ရာသီเนาะကျွန်တော်တို့ဒီဘယ်လိုပြောမလို့ တပတ်မှတပွဲလောက်ပဲကစားဖို့ရှိတယ်ပရီးမီးယားလိပ်ပဲကစားရမှာဆိုတော့ injury တွေကကျွန်တော်ကင်းမယ်ဆိုလို့ရှိရင်တို့နေအပေါင်းလက္ခဏာတွေကြီးပဲတွေ့ရဖို့ရှိတယ်ဒါကတော့အစိတ်ကူးပေါ့လေတေချာတာတစ်ခုကတော့ကိုယ်သမားတွေပြောင်းဖို့လိုတာကွင်းလေတွေပြောင်းဖို့လိုတာတိုက်စစ်တွေမဖြစ်မနေခေါ်ဖို့လိုတာဒီလိုပြောင်းရွှေ့တွေလည်းလုပ်ဖို့တော့လူသေးတယ်ဒါပေမဲ့လို့တေချာတာဒီ Manchester United ကလည်း Brian Ambuemo ကိုခေါ်ဖို့အတွက်တခြားအသင်းတွေထဲခြေလှမ်းတာနေပြီဘာလို့လဲဆိုတော့ကစားသမားကိုယ်တိုင်ကအသင်းကိုပြောင်းဖို့ရွေးချယ်ထားလို့ပါဆိုတော့ United အနေနဲ့ကျွန်တော် brand phone နဲ့အဆင်ပြေဖို့ပဲကျွန်တော်ကြံတော့တယ်เนาะ brand phone နဲ့အဆင်ပြေဖို့ပဲကျွန်တော်ကြံတော့တယ် brand phone ကိုဘိုးအမှန်ကန်ဆွေးနွေးပြီးတော့ပေါင်သန်း90အောက်နည်းတဲ့ပမာဏတစ်ခုနဲ့ကျွန်တော်ဆွေးနွေးနိုင်ဖို့ကျွန်တော်လိုတယ်ဒါကြောင့် Brian Ambwe မို့ဒီ Manchester United ကိုပြောင်းဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပြီးဖြစ်တယ်ဆိုပြီးတော့ David Ornstein ကတော့ကျွန်တော် report လုပ်ထားပါတယ် Nigro Nini ရောဒီကစားမဖြစ်သူရဲ့အပြောင်းအရွှေ့ကို United ရအောင်ခေါ်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြလားဆွေးနွေးကြပါဦးချစ်ချူပါပြီးတဲ့ညီကိုများလုံးကိုချစ်မြတ်တယ်ပါတယ်မနေ့ပြန်မနေ့ live မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုချစ်စုပါ